အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါရှင်အခုရတော့မောင်မောင်တယောက်ကထိုင်းနိုင်ငံရဲ့တဘာဝတောတောင်ရှုခင်းနေနဲ့အရန်လာတဲ့ tourist attraction နေရာတစ်ခုဖြစ်တဲ့ Khao Rai တဲကရတော့တဘာဝနဲ့ luxury living ကိုပေါင်းစပ်ထားတဲ့ Bayan Tree Resident Crystal Hill Development နေရောက်နေရပြီဖြစ်ပါရဲ့ရှင် ဟုတ်ကဲ့ပါခောက်ရိုင်ဆိုတာတော့ကျွန်တော်တို့တောင်တန်းဒေသတစ်ခုဖြစ်ပြီးတော့အခုဆိုရင် luxury pool villa တွေပြီးတော့ရင် private residence တွေပြီးတော့ရင် private အဲကျွန်တော်တို့ branded residence တွေကိုအပြိုင်ဆိုင်ဖန်တီးလာကြတာဖြစ်တဲ့အတွက် high net worth individual တွေကြားမှာရေပန်းစားပြီးတော့အလူရဲ့ဝယ်ယူနေကြတဲ့နေရာတစ်ခုပဲဖြစ်ပါတယ် ောက်ဒီဘန်ယန်ထရီရက်ဇီဒန့်ခရစ်စတန်ဟေးကတော့ခေါရိုင်နေရှင်ရဲ့ပတ်နဲ့ကဲ့ရဲ့မှာတည်ရှိတဲ့ development တစ်ခုပေါ့နော်ဒီမှာဆိုလို့ရှိရင်ရတို့ဒါလုံချင်းဗီလာပေါင်း22လုံးပါတယ်နောက်ပြီး9တဲ့အမြင့်ရှိတဲ့ luxury condo ပေါင်း16လုံးပါဝင်တဲ့ luxury residential development တစ်ခုပဲဖြစ်ပါရဲ့ရှင် အဓိကအားဖြင့်ဒီ project ကတော့ဒါတောင်တန်းနဲ့ရေကန်တဲ့ဘောနော်တဘာဝနဲ့ luxury living နဲ့ကိုပေါင်းဆက်ပြီးတော့မှ project တစ်ခုကို account ထဲပို့ပြီးတော့မှစောင့်လုပ်နေရပဲဖြစ်ပါတယ်ဘိုင်ယန်ထရီရက်စီဒန့်စ်ကို Christian Holding Company Limited ကနေပြီးတော့တာဝန်ဆောက်လုပ်နေတာဖြစ်ပြီးတော့ကျွန်တော်တို့5 star luxury hospitality and lifestyle brand တစ်ခုဖြစ်တဲ့ဘိုင်ယန်ထရီကနေပြီးတော့ management နဲ့ operation ကိုတာဝန်ယူပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့5 star luxury living style ကိုမရမှာလုံးဝစိတ်ပူစရာမလိုပါဘူးခင်ဗျဒီ luxury condo project မှာဆိုရင်เนาะကျွန်တော်တို့ အခန်းအမျိုးအစားပေါင်း၄မျိုးရရှိနိုင်ပါတယ်။ပထမဆုံးအနေနဲ့ဆိုရင်1 bedroom, 2 bedroom, 3 bedroom နဲ့ pent house unit ရရှိနိုင်ပါတယ်။အဲ3 bedroom နဲ့ pent house unit တွေမှာတော့ထူးခြားချက်ကသူတို့စီမှာ luxury ကျွန်တော်တို့ private pool တွေပါဝင်ပါတယ်ဖြစ်ပါတယ်။ဒီ project တွေမှာအကုန်လုံးကိုကျွန်တော်တို့ free home နဲ့ဝယ်ယူရရှိနိုင်ပါတယ်။အဲဒီ project ရဲ့ room tour လေးတွေကိုတော့ Matt Norbaby ကနေပြီးတော့သေးသေးလိုက်ပြပေးပါလိမ့်မယ်ခင်ဗျ။ နောက်ဒီ Bayan Tree Residence Christian Hey Project ထဲမှာဆိုလို့ရှိရင် Kuno နဲ့ Villa နဲ့ရှိရင်ပေါ့နော်အဲ့ဒီမှာရအခုဒီ Kuno Minion တွေအแทက64 square meter အခြေဝန်ရှိတဲ့ one bedroom လေး room လေးလိုက်ပြပေးကြပါအရှင်ချက်လောက်ဝင်ကြည့်啊ဟာရောက်လေအထဲဝင်လိုက်တာနဲ့ condo ထဲရောက်သွားသလိုမျိုးမဟုတ်ပဲねအိမ်အခြေကြီးတစ်လုံးထဲကိုရောက်သွားသလိုမျိုးခန်းစားချက်မျိုးရသွားတော်တော်လေးကိုကျေတယ်ပေါ့နော်ပြီးတကားလေးဆိုလို့ရှိရင်လည်းဒါ lemonade နဲ့လောက်ထားတဲ့ခါမှာပေါ့ပါနေရောပဲ ပြော64 square meter အကျယ်ဝန်းစွာဒါ one bedroom အနေနဲ့ဆိုလို့ရှိရင်ကိုနိုရီမှာတော်တော်လေးကျယ်လို့ရအောင်ပြောလို့ရရပါတော့ခုတော်တော်လေးကိုကျယ်ပါတယ်ရဝင်ဝင်ချင်းဘယ်ဘက်မှာဆိုလို့ရှိရင်တော့ kitchen ရှိပါအရှင်ဒါ kitchen ကောင်းတာဆိုလို့ရှိရင်လည်းအကျယ်ကြီးပဲလုပ်ပေးထားရပါတော့လုံးဝအင်ရှင်မတွေအကြိုက်ပဲအောက်မှာ cabinet တွေပါတယ်ပြီးရှင်အပေါ်မှာလည်း cabinet တွေရှိတယ်ပြီး bathing အဲ electric appliance တွေလည်းထည့်ပေးထားဒါတွေအကုန်လုံးကရတို့အခန်းဝယ်ပြီးဆိုတာနဲ့အကုန်ထည့်ပေးတော့မှာဖြစ်ပါရှင်ပြီးတော့ brand တွေအကုန်လုံးကလည်းဒါရတို့ ဂျာမနီ brand တွေသုံးပြထားတာပေါ့နော်။ပြီးတစ်ဖက်မှာဆိုလို့ရှိရင်လည်းအဝေးရှော်ဆက်ထားဖို့အတွက်နောက်ထပ် furniture လေးထည့်ပေးထားသေးတယ်။ဒါတစ်ခုကကြတော့ရတို့အခန်းကြီးဝယ်ပြီးဆိုတာနဲ့ဒီမှာထည့်ပေးထားတဲ့ fitted အကုန်လုံးပါပြီးမဲ့လေ loose furniture တွေတော့မပါဘူးပေါ့နော်။အဲ့ဒါလေးတော့ရှိမယ်။ဒိုင်းနီကိုကြတော့ဒီဘက်မှာနေရာလေးချပေးထားတယ်။အောက်ကကြံကင်းတွေအကုန်လုံးကိုကြတော့ဒါကြွေပြားရေခင်းပေးထားတာပေါ့နော်။ဒီဘက်မှာဆိုရင် living room ရှိပါရှင်။ living room ရဲ့ ကြံခင်းတွေရဲ့ပြင်ဒီရတို့နေရန်တွေရဲ့ပေါ့နော်ဝေါ်တွေအကုန်လုံးကိုကြတော့ကျိုးရောင်လေးသုံးပေးချရဲအဲ့တော့ပို့ပြီးတေချာသွားတာရတို့ဒါကွန်တိုနဲ့မတူတော့ဘဲနဲ့လုံးဝအိမ်နဲ့တူသွားတာပေါ့နော်အဲ့ byte လေးကတော့အဟန်းကိုမိုက်တယ်ပြီးပပလေးမှာဆိုလို့ရှိရင်လည်း living room ကိုဒီလိုမှန်နေနဲ့လုတ်ပေးချတဲ့အခါမှာအလင်းကောင်းကောင်းဝင်တာပေါ့နော်ကြကြဲဝန်းလေးအလင်းကောင်းကောင်းလေးအပြင်ကိုဖြူလေးပါကြည့်လို့ရအောင်မယ်ဒါပေမဲ့ဆိုလို့ရှိရင်ရတို့ဒါတချို့အခန်းတွေမှာဆိုလို့ရှိရင်လိတ်ဖြူလေးပါမယ်ပြီးမောင်နေဖြူလေးပါမယ်ဆိုတော့အရန်အေဂျင့်နေရောပဲ ပြီးတစ်ဖက်မှာဆိုလို့ရှိရင်တော့ဘက်ကွန်နီလေးရှိပါရှင့်အရှိတက်တယ်မှာရဘက်ကွန်နီလေးထွက်ကြည့်ရအောင်ဒါဘက်ကွန်နီလေးဆိုလို့ရှိရင်ကြကြဲဝုန်းဝုန်းလေးပေါ့နော်ဒါအကြောင်ရှိုးဖလက်လေးဖြစ်နေတဲ့အခါမှာဒါမြေကြီးတက်လေးဖြစ်နေတာပေါ့တကယ်တမ်းရောက်တချို့အခန်းတွေမှာဆိုလို့ရှိရင်မောင်တိန်ကို view ကိုမြင်ရမယ်ပြီးလို့ရှိရင်လက်ရှိလို့ရှိရင်လည်းဒါရေကန် view လေးကိုပါမြင်ရအောင်ပါပေါ့နော် နောက်ပြီးရတော့ echo နေဆိုလို့ရှိရင်လည်းပုံမှန်ကိုနိုဒီမှာဆိုလို့ရှိရင် warm out that echo နေတုံးကြအများရပါတော့။ဒါပေမဲ့ရတော့ဒီလို luxury ကိုနိုမျိုး luxury အိမ်မျိုးတွေမှာဆိုလို့ရှိရင်တော့ echo နေအကုန်လုံးကိုဒါ detect type echo မျိုးပဲတုံးပေးကြအများဒီမှာဆိုလို့ရှိရင်လည်း detect type လေးတုံးပေးထားတာပေါ့နော်။အိတ်ခန်းလေးကတော့ living room နဲ့ကဲရမှာရှိပါရှင့်။ရောက်ဒီ living room နဲ့အိတ်ခန်းလေးနဲ့ဈာမဆိုလို့ရှိရင်လည်း wall လေးထားပေးထားတယ်ပေါ့နော်။ဒီ wall ကလည်းဒါ laminate နဲ့လုပ်ပေးထားတာ။ဒီဟာကလည်းရတော့အခန်းဝယ်ပြီးဆိုတာနဲ့ဒီပုံစံတွေတိုင်းတစ်ချက်တည်းပေါ့မှာပေါ့နော်။ရအဲ့လေးအတိပေးနေတာပါရှင့်။ ဒါအိတ်ခန်းဆိုလို့ရှိရင်လည်းတော်တော်လေးကျေတယ်ဒါနှစ်ယောက်အိတ်ကောင်မှအကျေကြီးပဲပေါ့နော်ပြီးမှဆိုလို့ရှိရင်လည်း wallpaper ကြီးလည်းပါသေးတယ်ဒီ area တွေကလည်းခန်းဝင်ရနေပါမှာနော်ပြီးရင်တစ်ဖက်မှာဆိုလို့ရှိရင်အလင်းဝင်အောင် glass window လေးရက်ချက်ပေးထားတယ်ဒီဘက်မှာတော့ဒါအဝတ်ထားဖို့အတွက်ပေါ့နော်အဝတ်ထားဖို့အတွက်ကိုလေးတအားမိုက်နေအောင်လုပ်ပေးထားတာဒါမျိုးပေါ့နော်တစ်ဖက်မှာဆိုလို့ရှိရင်ရေချိုးခန်းနဲ့အိမ်သားလေးလည်းရှိတယ် ။နော်ရေရှိုးခန်းအိမ်သာတွဲရဲ့အခန်းလေးဆိုတော့ master bedroom လို့ပြောလို့ရရပေါ့နော်။ဒါပေမဲ့ဒီရေရှိုးခန်းအိမ်သာလေးမှာထူးခြားချက်လေးရှိပါတယ်။အဲ့ဒါတော့ဒီမှာဆိုရှင်ရေချိုးဖို့အတွက်ဒါဒိန်းတမှန်မှန်လေးနဲ့ကပ်ပေးထားပါပေါ့နော်။ပြီးတော့ရေရှိုးခန်းအိမ်သာလေးရဲ့နေရန်တွေကိုကြတော့မှပဲ stone ကိုပဲတုံးပေးထားတယ်။တစ်ဖက်မှာဆိုလို့ရှင်လည်းဒါ basin အကျယ်ကြီးရှိရပေါ့နော်။အဲရတော့ပူတိုင်းနဲ့နောက်ထပ် basin လေးတစ်ခုကိုကြတော့တစ်ဖက်မှာထားပေးထားတယ်။ဒါရှိုးရုံနေမလို့ဒီမှာတကားမပါပါပေါ့နော်။ရတော့ဝင်မယ်ဆိုလို့ရှင်တော့ဒီမှာ slide door လေးပါသွားမှာဖြစ်ပါရှင်။အဲ့တော့ ကိုယ်တိုင်လေးနဲ့ဘေးစင်လေးကိုတစ်ဖက်မှာထားပေးထားတဲ့အခါကျတော့ရရဲ့တယ်လာလို့ရှိရင်လည်းသုံးလို့ရမှာပေါ့နော်ဆိုလိုချင်တာရရဲ့ဒီရေချိုးခန့်အင်တာလေးမာဆာဘက်ရုံနေနဲ့လည်းသုံးလို့ရမှာဒါမို့အဲ့တယ်အတွက်ဆိုလို့ရှိရင်လည်း common wc နေနဲ့သုံးလို့ရပါပြီဖြစ်ပါတယ်အဲ့တော့ဒီဖွဲ့စည်းပုံလေးကဒါကိုယ့်ရဲ့ privacy ကိုတကူကကြော်နေစရာကိုယ့်ရဲ့အခန်းကိုဖျက်နေစရာမလိုတော့ဘူးဆိုတော့အရန်ကိုအဆင်ပြေပါတယ်ရှင့်အဲ့တော့ရောက်ဒီခန်းလေးမှာဆိုလို့ရှိရင် shoe cabinet လေးလည်းပါမယ်ပြီးလို့ရှိရင် washing machine အတွက်နေရာလေးလည်းရှိမယ်ပြီးရင်ရေခဲတစ်တာရောပြီးရောက် kitchen အတွက် appliance တွေအကုန်လုံးပေါ့နော်ဒီ fitted furniture တွေအကုန်လုံးကရအခန်းဝယ်ရာနဲ့ပါသွားမှဖြစ်ပါတယ်ဒါပေမဲ့ loose furniture တွေတော့မပါဘူးပေါ့နော်ပြီး wall ဆိုလို့ရှိရင်လည်း wall type 3မျိုးဒီအခန်းမှာပါသွားမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့ဈေးနှုန်းအနေနဲ့ကတော့ရဒီ one bedroom အခန်းလေးကို14 million ဘက်ကနေစပြီးတော့ဝယ်လို့ရမှာဖြစ်ပါတယ်ရောက်ဒီ Bayan Tree Resident Christian Hill Project ကကိုနိုလီရာကြောင့်2029ခုနှစ်ဒီဇင်ဘာမှာဆောက်လုပ်ပြီးစီမှာဖြစ်ပါရဲ့ရှင်။အဲ့တော့ရတို့ချိုပွိုင်းအနေနဲ့ဝယ်လို့ရမှာပါ။ ဟုတ်ကဲ့ပါဈေးနှုန်းအနေနဲ့ဆိုရင်တော့ time back 14 million ကနေပြီးတော့စတင်ဝယ်ယူလို့ရပါတယ်အဲ့တော့ဒီ luxury condo လေးတွေကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ညတို့ luxury properties ထိုင်တဲ့ page ရဲ့ page messenger နေပဲဖြစ်ဖြစ် whatsapp ကနေပဲဖြစ်ဖြစ်ဆက်သွယ်မိမယ်ဆိုတာပြီးတော့မှဝယ်ယူရရှိနိုင်ပါပြီ